မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိန်းတပ်ပွဲသတင်းကတော့ချင်းပြည်နယ်မတူပီမြို့သိန်းတပ်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သား120ဝန်းကျင်ကိုလက်နက်ခဲယမ်းများနဲ့အတူဖမ်းဆီးရရှိခဲ့ပြီးတော့ဒုတိယအတုပ်ဖြစ်တဲ့ဆက်လက်ဖမ်းဆီးခြင်းနဲ့ထွက်ပြေးလွတ်မြောက်နေသူများကိုဆက်လက်ရှင်းလင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နောင်နဲ့မဟာမိတ်တပ်ဖွဲ့များကပူးတွဲဆက်ဆင်ရေးအဖြစ်နဲ့ချင်းပြည်နယ်မတူပီမြို့မှာရှိတဲ့ခမရ304ခလရ140နဲ့မတူပီအခြေကျစစ်ဗျူဟာတို့ကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ဇွန်လ29ရက်နေ့မှာအရေးစခန်းများကိုအပီး တိုင်တိမ့်ပိုင်နိုင်ကြကြောင်းသိရှိရပါတယ်မတူဘီမြို့သိန်းတိုင်ပွဲမှာအသက်လွပြီးတော့ထွက်ပြေးနေတဲ့စစ်ကောင်းစီတပ်သားများတပ်မိသားစုဝင်များအရက်ဘတ်ဝင်နှများစုစုပေါင်း120ဦးဝင်းကျယ်ကိုဇူလိုင်လ18ရက်နေ့မှာလက်နက်ခဲယမ်းများစစ်အုံဆောင်ပစ္စည်းများနဲ့အတူပထမအထုပ်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ25ရက်နေ့မှာလည်းထွက်ပြေးလွတ်မြောက်နေတဲ့လက်ကျန်စစ်တုံးပန်းများတပ်မိသားစုဝင်များပါဝင်တဲ့စစ်ကြောင်းနဲ့နှစ်နာရီကြာအောင်ထပ်မံပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ဒုတိယအထုပ်ဖြစ်နေစစ်တုံးပန်းများကိုထပ်မံဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ် အခြားလွတ်မြောက်ထွက်ပြေးနေသူများကိုလည်းဆက်လက်ရှင်းလင်းလျက်ရှိတယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့စစ်တုံးမန်းတွေထဲမှာအစာငတ်ပြတ်ခြင်း၊စေဝါမရှိခြင်းနဲ့တိုက်ပွဲအတွင်းမှာပြင်းထန်ဒဏ်ရာများနဲ့ပေဆုံးသူတချို့ရှိနေတဲ့အတွက်စစ်တုံးမန်းများကိုစစ်တုံးမန်းဥပဒေနဲ့အညီထိန်းသိမ်းထားတယ်လို့သိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမိုးကုတ်မြို့နယ်မှာ TNL ကနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်တုံးပန်း၂ဦးကိုအရှင်ဖမ်းဆီးရမိကတနက်6လ3စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့ညနေ9:00နာရီကမှမိုးကုတ်မြို့မှာတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ကနယ်မြေရှင်းလင်းရေးပြုလုပ်တဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ တနက်6လက်လက်ပြဘုံ RPG နဲ့ငကြင်းမီစတဲ့လက်နက်ခဲယမ်းများကိုတင်စီရရှိကစစ်တုံးမှ2ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မုံမိတ်မြို့ယူဟာကုန်းမှာလည်းဇူလိုင်လ28ရက်နေ့မနက်9:30မိနစ်ခန့်မှာတောင်းမျိုးသားလွန်မြောက်ရေးတပ်မတော် TNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ27လက်အောက်ခံခလာရ348တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇူလိုင်လ28ရက်နေ့ညနေ9:20မိနစ်ခန့်မှာမုံမိတ်မြို့မှာလည်း ်စကခ21လက်အောက်ခံခလရ206တရင်နဲ့ညောင်မဲစောက်စခန်းမှာရှိတဲ့စကခ21လက်အောက်ခံခလရ123တရင်တို့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ကြောင်မဲမြို့မှာရှိတဲ့စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ1လက်အောက်ခံခမရ900တနဲ့902တရင်တို့နဲ့လွဲခွန်တောင်နဲ့တာဝါတိုင်းစခန်းစတဲ့နေရာများမှာလဲဇူလိုင်လ28ရက်နေ့မနက်9:45မိနစ်ခန့်မှာတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ ကားတစ်စီးကိုတောင်းကြီးတောင်စစ်ကြောင်းကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ25ရက်နေ့ညနေ9နာရီကမှတရချောင်းမြို့ကနေပြီးတော့ကြည်စံများပို့ဆောင်ပြီးဒဝယ်မြို့ကိုပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားတစ်စီးကိုတင်းကျုံရွာနဲ့ရန်တောင်ရွာကြားအရောက်မှာတော်လိုက်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကားပေါ်မှာပြူစောထီနဲ့ရဲသုံးဦးလိုက်ပါလာပြီးတော့ကြည်ထိမှန်ဒဏ်ရာများရရှိကာယူနီဖောင်းကြည်စံပို့ဆိုင်ရင်နဲ့ကြည်စံများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဇူလိုင်လ20ရ ရက်နေ့မွန်းလွဲတနားီခွဲခန့်ကလည်းတရက်ချောင်းမြို့နယ်အတွင်းမှာရှိတဲ့တရက်နှစ်ခွရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်တပ် gate ကို89မမနဲ့တွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုတောင်းညီနောင်စစ်ကြောင်းတပ်ခွဲတက်တရားချောင်းပြည်သူကာကွယ်ပျောက်ကြားတပ်ဖွဲ့နဲ့ကော်တူလေးတပ်မတော် KTLA ရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တာချီလိတ်စစ်ဗျူဟာ G2 ဥဆောင်တဲ့အဖွဲ့ကဇူလိုင်လနောက်ဆုံးပတ်အတွင်းမှာဖမ်းမိထားတဲ့ကြားဖြန့်ငွေလိန်ဂိုင်းကိုငွေကြေးနဲ့ရွှေတွေကိုယူပြီးတော့လူတွေအားလုံးကိုပြန်လွှတ်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခြေကျစစ်ဗျူဟာတပ်ဖွဲ့ကစစ်စင်ရေးဒုတိယတန်း G2 ဘုံဘူးတွန်းတူရာထုံဥဆောင်တဲ့အဖွဲ့ဟာတာချီလိတ်ဝမ်ကြောက်လုံးကျေးရွာအတွင်းမှာပြည်ထောင်နိုင်ငံသားတွေပါဝင်ပြီးတော့ကြားဖြတ်ငွေလိမ်ခိုင်းပြုလုပ်နေတဲ့နေအိမ်ကိုဇူလိုင်လ23ရက်နေ့ညပိုင်းကဝင်ရောက်ဖမ်းဆီးခဲ့တာလို့သတင်းရေးမြစ်တအုပ်ကပြောပါရယ်နေအိမ်အတွင်းကိုဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာပြည်ထောင်နိုင်ငံသား10ဦးကျော်တွေ့ရှိခဲ့ပေမယ့်နေအိမ်အတွင်းကဘန်းငွေ10တန်းဝင်းကျင်နဲ့ ရွှေ၁၀ကျပ်သားကိုယူဆောင်ကလူတွေအားလုံးကိုပြန်လွှတ်ပေးလိုက်တယ်လို့အဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်အဲ့ဒီနေ့ကအိမ်ထဲကိုဝင်ဖမ်းတာလူတွေရောကွန်ပျူတာတွေရောအများကြီးဖမ်းမိတယ်ဒါပေမဲ့အမှုဖွင့်တယ်လည်းမကြားရဘူးဖမ်းမိတဲ့သူတွေကိုပြန်လွှတ်ပေးလိုက်တယ်အိမ်ထဲကမှတ်ပုံတင်တွေငွေတွေရွှေတွေအကုန်လုံးကိုတင်လိုက်တယ်လို့သူကပြောပါတယ်အခုလိုမျိုးတရုတ်နိုင်ငံသားတွေပါဝင်တဲ့ကြားဖြန့်ငွေလိန်ဂိုင်းတွေကိုစစ်ဗျူဟာအဖွဲ့ကဥဆောင်ပြီးတော့လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေပေမဲ့လည်းငွေကြေးနဲ့ပြန်လဲရွေးယူတဲ့အဖွဲ့တွေကိုတော့ပစ္စည်းတွေတင်းစီကလူကိုပြန်လွှတ်ပေးပြီးတော့လူကိုလာရောက်မရွေးယူရင်တော့ အမှုဖွင့်တာတွေလုပ်တယ်လို့သိရပါတယ်ပြည်ထောင်နိုင်ငံသားတအုပ်ရဲ့ပေါက်ဈေးဟာငွေလိမ်လုပ်ငန်းကျွမ်းကျင်မှုနဲ့ပြန်လည်ရောင်းချကြတာဖြစ်ပြီးတော့ကျွမ်းကျင်သူဆိုလို့ရှိရင်အ ਨੇ ဆုံးဘတ်၁၀သိန်းနဲ့အထက်ရှိပြီးကျွမ်းကျင်မှုမရှိတဲ့တာမန်လူတအုပ်ဆိုရင်တော့အ ਨੇ ဆုံးဘတ်၅သိန်းပေါက်ဈေးရှိတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ARD အတိုင်းရေကြီးမြို့နယ်အတုံးမြို့မှာနေတိန်ဆိုသူက ခိုးရပါပျက်စီးများကိုပိုင်ရှင်များကိုပြန်မအပ်ပဲနဲ့ရောင်းစားကခြာဝယ်ပြီးတိုက်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အတုံးမြို့ရဲစခန်းကနေတိန်ရဲတပ်သားအောင်တီဟဆိုသူကဇူလိုင်လအတွင်းမှာတမဆုပ်ကြီးရွာကတခိုးတအူးကိုဖမ်းမိခဲ့ရမှဖော်ထုတ်ရရှိတဲ့ပျက်စီးများကိုပိုင်ရှင်မဲ့ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တခိုးတအူးစီကစိုင်းကဲအစီး40ကျော်ရဲ့လေယာ30ပျက်စီးတွေရဲ့ရေတင်ဆက် ပန့်တွေရတာကိုပန့်ရှင်မဲ့လုတ်ပြီးတော့ကွန်းချံကုန်းရွာမှာခြံဝယ်ပြီးတိုက်ဆောင်နေတာကို တကယ်ပစ္စည်းပန့်ရှင်အစ်စ်အမှန်တွေကမကျေနပ်ကြဘူးသူ့ကိုအခုလိုနောက်ွယ်ကနေပြီးတော့စီစဉ်ပေးနေတာကဆက်ကွင်းကြီးရွာအုပ်စုကထွေးအုပ်စရိတ်ဆန်းဆန်းဦးကလုတ်ပေးနေတာလို့ဒေသခံတို့ကပြောဆိုထားပါတယ်။နေတိုင်းရဲတပ်သားအောင်တီဟာဟာစကမ်းမှုဖြစ်သူနဲ့ပူပေါင်းပြီးတော့အတုံမြုပ်အမတ်တစ်အမတ်နှစ်ရက်ကွာဝက်လာကြီးရွာစက်ကွင်းကြီးရွာအုပ်စုများမှာ လောင်းကစားဒိုင်များကိုတက်လာကို လိုင်းချင်း9000ကျပ်တောင်းခံပြီးတော့မပေးတဲ့ထိုင်များကိုဖမ်းဆီးခြင်းတွေပြုလုပ်နေတယ်လို့ဒေသခံတွေကသိရှိရကြောင်းသတင်းအားရှိပါတယ်ခင်ဗျာဆလပီတင်ဆက်ပေးရမယ်သတင်းကတော့သခိုင်းတိုင်းစင်ဖြူရှင်းတရားကနေပြီးတော့ဝါပေါင်ကုမ္ပဏီစက်ယုံပစ္စည်းများနဲ့လက်နက်ရိက္ခာများတင်ဆောင်လာတဲ့စစ်သည်မော်၃စီးဟာမုံရွာမြို့ကိုရောက်ရှိလာပြီးတော့ ချင်းရွှေမြေကန်တခြားမှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ28ရက်နေ့မှာဝမ်ပေါင်ကုမ္ပဏီစက်ရုံပစ္စည်းများနဲ့လက်နက်ရိက္ခာများကိုတင်ဆောင်လာတဲ့အကြမ်းဖက်စစ်ကောင်စီကဖလက်ဒစီနဲ့စစ်ရည်ရည်နှက်စည်းဟာ စင်ဖြူရှင်တရားကနေပြီးတော့မုံရွာမျိုးကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စင်ကောင်စီရဲ့ရေရင်အုပ်စုဟာချင်းရွေးမြစ်ကြောင်းအတိုင်းစံတက်လာတဲ့အချိန်မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ကျေးရွာများကိုလည်းလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေခဏလောက်တော့ရှောင်လိုက်ရတယ်။စစ်ခွေးတွေကထုံးစံအတိုင်းပဲမြစ်ကြောင်းတစ်လျှောက်ကိုရမ်းပြီးတော့ကိုပြစ်တောင်ပြည်သူတွေထိခိုက်မှုရှိမရှိအခြေအနေနဲ့ပြစီဆုံးရှုံးမှုအခြေအနေတွေကိုတော့မသိရသေးဘူးအခုစစ်ခွဲတွေကမုံရွာမြို့ကိုရောက်နေပြီလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံပလူမြို့နယ်တရက်ခေါင်းရွာနယ်တပြေးရွာများကိုစစ်ကောင်စီကစစ်ကြောထိုးပြီးတော့ drone များလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာပြည်သူ၃ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ25ရက်နေ့မနက်ပိုင်းမှာကံပလူမြို့နယ်တရက်ခေါင်းရွာနယ်တပြေးသားရွာတို့ကိုအကြမ်းဖက်စစ်ကောင်စီကစစ်ကြောနှက်ကြောင်းနဲ့ဝင်ရောက်လာပြီးတော့လက်နက်ကြီးများနဲ့ရွေကြက်ရှိရှိပစ်ခတ်ခြင်း ဒရုန်းနဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခြင်းတို့ကြောင့်တရခေါင်းရွာကပြည်သူနှအုပ်သေးဆုံးကတအုပ်တန်ရာရရှိခဲ့ပြီးတော့တပြေသာရွာကပြည်သူတအုပ်သေးဆုံးပြီးနှအုပ်တန်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကတရခေါင်းရွာကပြည်သူပိုင်းနေအိမ်82လုံးကိုလည်းမိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲမဖြစ်ဘဲနဲ့အကြောင်းမဲ့ကိုဝင်တိုက်တာစစ်ဘေးရှောင်လူဦးရေကဘေးရွာတွေရောဆိုရင်တော့များတယ်ဗျ။ခံမှန်းတော့မသိရသေးပါဘူး။ဒီနေ့အထိတော့ထတ်တိုးနေတော့ပြောလို့မရသေးတာပါလို့ကျွန်းလာတက်ကြွသူများအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ် ကန့်ဘလူမြို့နယ်ထန်းကုန်းတိုက်နယ်အတွင်းမှာရှိတဲ့တရခေါင်းရွာကို63936တက်ကရတက်ကထွက်လာတဲ့အကြပ်ဖက်စစ်သားများနဲ့ပြူစောတိအင်အား120ခန်းကစစ်ကြောင်းထုံးဝေရောက်လာပြီးတော့ drone နဲ့ဘုံဒီနှလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက် ဒေါ်ဝိုင်းရှင်85နှစ်နဲ့တားဖြစ်သူကိုတန့်စင်45နှစ်တို့ဟာဘုံစားထိမှန်ပြီးတော့တေဆုံးခဲ့ပြီးတမီးဖြစ်သူဟာအရေးပေါ်စေကူတမှုခံယူနေရတယ်လို့သိရပါတယ်။ရခင်ကစစ်ကြောင်းတွေဟာပြန်လှည့်သွားတတ်တဲ့အတွက်ဒေသခံပြည်သူများဟာမရှောင်မဲနဲ့ရွာထဲမှာပဲနေနေကြရကနေအကြမ်းဖက်စစ်ကောင်စီကဒရုန်းနဲ့ဘုံဒီကျဲချခဲ့ခြင်းကြောင့်အိမ်ဝိုင်းတွေကိုကြာက ပါမီနောက်ဦးတည်ဆုံးပြီးတဦးစေကူတမှုခံယူနေရခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်ဝင်ရောက်မှုကြောင့်ပြည်သူများဟာရှောင်းတိတ်ခင်ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံပြည်သူများထံကနေပြီးတော့သိရပါတယ်။ဘုံချခံရပြီးတဲ့နောက်ပိုင်းမှာအကုန်လုံးရုပ်ရုပ်တဲတဲတွေဖြစ်ပြီးတော့ထွက်ပြေးကြရတာတက်ကြီးရွယ်အိုတွေကိုလည်းနိုင်တော်လောက်ထုတ်ရတာပေါ့လူစုတွေလည်းအကုန်ကွဲကုန်တာကိုမိသားစုနဲ့ကိုမတွေ့ရတော့ဘူးပြီးမှလက်ပတ်ပြီးရှာရတာကိုရွာနားမှာတိုက်ပွဲလည်းမရှိတော့မဝင်ဘူးပဲထင်နေတာပေါ့ အရင်နေ့ကတော့ကြည်ကုန်းရွာဂိတ်ကိုတော်လိုင်းအင်အားစုတွေဘက်ကဝင်ပစ်တာအတော်ထိနာတယ်ထင်တယ်တနက်16လရတယ်လို့လည်းပြောတယ်အဲ့ဒါကိုမကြေနပ်လို့စစ်ကြောင်းထိုးပြီးတော့ပတ်မွေမီးရှို့တာဖြစ်နိုင်တယ်လို့ဒေသခံပြည်သူတွေကပြောဆိုထားပါတယ်ဒါအပြင်ဇော်လိုက်လ25ရက်နေ့မနက်7:00နာရီခွဲအချိန်ကမှဇီးကုန်းတကြားဆက်ကနေထွက်လာတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိအင်အား60ခန်းဟာဘောရီကုံဖျားအနီးကဇီးကုံတိုက်နယ်တပြေရွာကို60မမနဲ့ပြစ်ခတ်ခဲ့ရာအပြစ်မဲ့တဲ့ပြည်သူ အသက်60နှစ်နဲ့အရွယ်ဦးတောင်းတဲ့ထိမှန်တည်ဆုံးပြီးတော့အသက်58နှစ်နဲ့59နှစ်အရွယ်အမျိုးသားနှုတ်ဦးထိခိုက်တဲ့ရရှိခဲ့တဲ့အတွက်စေကူသားမှုခံယူနေရတယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာဇီးကုန်းတကြားဆက်ကိုပြန်လည်ဝင်ရောက်သွားတယ်လို့သိရပါတယ်။တရခေါင်းယူဟာမှာတညအေပီတက်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိစစ်ကြောင်းဟာဇူလိုင်လ26ရက်နေ့မနက်9:45မိနစ်ခန့်မှာတရခေါင်းယူဟာကပြည်သူပိုင်ပျက်စီးများကိုအိမ်ပေါင်းစစ်မှွေနောက်ရှာဖွေခိုးယူပြီးတော့နေအိမ်များကိုအကြမ်းဖက်မိရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင်းနေ84လုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ်ပြီးတော့တရခေါင်းရွာဟာစစ်ကောင်စီတပ်ရဲ့မီးရှို့ပျက်စီးခံရခြင်းဟာ၄ချိန်ထိခံထားရပြီးတော့အခုချိန်နဲ့ဆိုရင်၅ချိန်မြောက်မီးရှို့ပျက်စီးခံရခြင်းဖြစ်တယ်လို့သိရပါဗါတယ်အဲ့ဒီစစ်ကြောင်းဟာတရခေါင်းရွာကိုမီးရှို့ပျက်စီးပြီးတော့မနေ့9ရက်ဝင်းကျင်မှာရောရွာဘက်ကိုဥတီထွက်ခွာပြီးရောရွာဘက်ကနေတဆင့်ရှမ်းတက်ရွာကိုဝင်ရောက်ကတညအိတ်တက်ဆွဲခဲ့ပြီးဇူလိုင်လ28ရက်နေ့မနေ့7ရက်ခွဲအချိန်ကမှရှမ်းတက်ရွာကပြည်သူဝိုင်းနေအိမ်များကိုထပ်မံမီးရှို့ပျက်စီးကာ မနက်10:00နာရီဝန်းကျင်မှာမင်းကုန်းတော်ရကျောင်းဘက်ကိုရောက်ရှိနေတယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ